ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်ကျွန်တော်ကတော့အခုထိမယုံနိုင်သေးဘူးကျွန်တော်ဟင်းသီးဟင်းရွက်တွေနဲ့လှူထားတဲ့မက်ခရိုနီကိုစားနေတယ်မသိရင်ဒါရီကဟင်းသီးဟင်းရွက်အတိုင်းပဲဒါရီကိုခမရကောင်းကောင်းလှူထားတာပဲဒီထက်ကျမ်းမာရင်းနဲ့ညှို့တဲ့အပြင်စားကမရှိနိုင်ဘူးဒီဟင်းသီးရွက်မက်ခရိုနီကိုကျမအထူးသဖြင့်ကလေးတွေအတွက်လှူထားတာ အခုခေတ်ကလေးတွေကဒီလိုအပြင်စာတွေအရင်ကြိုက်ကြတယ်အခုတာတွေကိုနေ့တိုင်းကျွေးလို့မရအောင်လေအဲ့ဒါကြောင့်ကျမဟင်းသီးရွက်မက်ခရိုနီကိုလှုပ်လိုက်တာတာတွေကိုနေ့တိုင်းစားရင်တောင်ပြဿနာမရှိဘူးအခုအချိန်ထိလူတွေကမက်ခရိုနီနဲ့ခေါက်ဆွဲကြော်တွေထဲမှာအသားတွေပဲထည့်ကြော်ကြတာဒါမဲ့ခမရတော့ဟင်းသီးဟင်းရွက်မက်ခရိုနီကိုပဲလှုပ်လိုက်တယ်ခမရရဲ့ဒီ creative idea ကိုကျွန်တော်အရင်သဘောကျတယ်လာပါပရိသတ်တို့ရေ ဒီနေ့ကျွန်တော်တို့ဒီဇယ်လန်အနေသင်ကြီးရဲ့စိတ်ထဲမှာဟင်းသင်းဟိရတွေနဲ့တောင်မက်ခရိုနီလှုပ်ချင်တဲ့အတွေ့အကြုံဘလို့လို့ရောက်လာလဲဆိုတာကြည့်ကြရအောင်အဲ့ဒါကအရာသာကောင်းမှုနဲ့အတူကျဲမကြီးနဲ့လည်းရမ်းညင်ညွတ်တဲ့အခါမှာတော့မက်ခရိုနီလိုစားစရာကိုတောင်ပရိသတ်တို့အမြဲတမ်းစားနိုင်ပါလိမ့်မယ်ဒါရီကိုသိရဖို့အတွက်ပုံမြင့်ရဲ့နောက်ကျောင်းလေးကိုတွားကြည့်ကြရအောင်အားလုံးချာပါတီထက်လို့ချင်သေးလားထက်လို့ပေးရမလားရောင်းမရဲ့ဒီဟင်းနဲ့ချာပါတီကိုနောက်ထပ်မစားနိုင်တော့ဘူးရောင်းမဟင်းနဲ့ကိုလည်းအများကြီးလှုပ်ထားတော့ မြမကြည့်ပြီးပဲပိုက်တင်းသွားပြီ။နာနေအာကဟင်းသီးဟင်းရွက်တွေစိုက်ပြူပြီးအဲ့ဒါတွေကိုရောင်းတယ်။ဒါမဲ့လည်းအဲ့ဒါတောင်မင်းရဲ့ဟင်းသီးဟင်းရွက်နည်းနည်းလေးတွေကိုပဲချက်တယ်။ငါတို့ဟင်းသီးဟင်းရွက်တွေကိုစိုက်ပြူတာကဘာအသုံးဝင်တော့မလဲ။မင်းကဟင်းနည်းနည်းလေးပဲချက်တယ်လေ။ကျမလည်းဟင်းနည်းနည်းလေးကိုပဲချက်ပြီးထားချင်တာမဟုတ်ဘူးလေ။အဖေတို့ကဈေးထဲမှာဟင်းသီးဟင်းရွက်တွေကိုမရောင်းရဘူး။ဟင်းသီးဟင်းရွက်တွေအကောင်လုံးကဒီတိုင်းမဲ့အိမ်မှာရှိနေတယ်။အပြင်းရာသီဥတုတွေ့လားရာသီဥတုအယမ်းပူနေတာဒီလိုမျိုးရာသီဥတုမှာ ဟင်းသီးဟင်းရွက်တွေကမပြည့်စင်းရင်ဘလို့ဖြစ်မလဲဟင်းသီးဟင်းရွက်တဝက်ကြော်ကြော်လောက်ကတော့ပြည့်စည်းသွားတယ်။ကျမအဲ့ဒီထဲကနေခက်ခက်ခက်ခဲနဲ့ခွဲချမ်းမေးတီဟင်းကိုချက်ရတယ်။အဲ့ဒါလဲအဖေတို့ကအပြစ်တင်နေ။ဦးဇော်ဝင်းနဲ့အာကာတို့ကခြံထဲမှာဟင်းသီးဟင်းရွက်တွေစိုက်ပြိုးပါတယ်။ပြီးတော့အနာတွေကိုဈေးထဲကိုယူသွားပြီးရောင်းချပါတယ်။ဒါပေမဲ့လူတွေကဈေးကိုလာပြီးဟင်းသီးဟင်းရွက်ဝဲတာကိုရက်တန့်လိုက်တာတော်တော်ကြာနေပါပြီ။အဖေရေအခုတော်တော်လူတွေကဈေးဥထောင်မလာကြတော့ဘူး။ မနက်ကနေညနေထိကိုတသောင်းဘိုးလောက်တောင်မရောင်းရဘူး။အိုးတားရဲ့ရာသီဥတုကလည်းရမ်းပူတယ်လေ။အခုခင်ဗျာလူတွေကအိမ်မှာထိုင်ပြီးဟင်းသင်းဟင်းရွက်တွေကိုမှားကြတယ်။ဒါမှမဟုတ်မိုးဥသွားပြီးဝဲကြတယ်။မရုစင်ရတာဟင်းသင်းဟင်းရွက်ရောင်းနေသူတွေကဘာဖြစ်တော်မလဲ။လဲနေလေးပတ်ပြီးလမ်းတွေမှာလက်ရောင်းရင်တော့ဘာမှထူးမှာမဟုတ်တော့ဘူး။လူတွေကနွေရသီမှာနေပူရဲမှာပြင်မထွက်ကြဘူး။ရန်ပူတဲ့အတွက်ကြောင့်ဥဇော်ဝင်းနဲ့အာကာတို့ရင်ဟင်းသင်းဟင်းရွက်တွေကလုံးဝအယောင်မထွက်ပါဘူး။ ီးတော့နောက်တစ်ဖက်မှာတော့အိမ်မှာထားထားတဲ့ဟင်းသီးဟင်းရွက်တွေကလည်းနေတိုင်းပုံသွနေပါတယ်ဒီလိုနဲ့ပဲရန်နေငယ်ကုန်ဆုံးသွားခဲ့ပါတယ်ညနေစောင်းမှာလမ်းထဲကကလေးတွေအလုံးကစွန့်နေကြပါတယ်အဲဒီချိန်မှာမက်ခရိုနီရောင်းနေသူကလှင်းနေရောက်လာခဲ့ပါတယ်ကလေးတွေအလုံးကပတ်စံယူပြီးမက်ခရိုနီရောင်းနေသူနားမှာစုအောင်ပြီးတော့သွားရနေကြပါတယ်ဦးလေးရေသမီးကိုမက်ခရိုနီပွဲသေးတစ်ပွဲလောက်ပေးပါလားဒီမှာပတ်စံသားလေးမက်ခရိုနီကိုလိုချင်တယ်သားဟာလေးကိုနည်းနည်းစောင့်အောင်လုပ်ပေးပါ တွေ့လာကောင်းမြတ်ရင်ငါတို့လမ်းထဲမှာမက်ခရိုနီရောင်းနေသူလာတယ်။ကလေးတွေအားလုံးကမက်ခရိုနီယူပြီးစားနေကြတယ်။ငါလည်းမက်ခရိုနီစားချင်တယ်။ဒါပေမဲ့ငါစီမ900ပဲရှိတယ်။နှစ်စီမရောဘယ်လောက်ရှိလဲ။ငါစီမလည်း900ပဲရှိတယ်။လာတားလို့ပေါင်းပြီးမက်ခရိုနီတထောင်ပို့တော့ပဲလိုက်မယ်။ကလေးနှစ်ယောက်လုံးကတထောင်နဲ့မက်ခရိုနီရောင်းနေသူစီသွားလိုက်ပါတယ်။ပြီးတော့သူစီကနေမက်ခရိုနီတပွဲကိုယူလိုက်ပါတယ်။ကဲကလေးတို့ငါးတောင်ပေး။ဒါမဲ့ဦးလေး တားရုစီမှာတထောင်ပဲရှိတယ်မက်ခရိုနီကတထောင်နဲ့ရတယ်မလားဟွန်းအခုခေတ်မှာတထောင်နဲ့ဆိုရေခဲကြောင်တော့မရဘူးမက်ခရိုနီကိုဘလို့ရမှာလဲပတ်စံကားတော့ရှိကြတာမဟုတ်ဘဲနဲ့မက်ခရိုနီစားဖို့တော့ရောက်လာတတ်ကြတယ်အားရမက်ခရိုနီပြန်ပြီးမက်ခရိုနီရောင်းနေသူကခလီးတွေရဲ့လက်ထဲကနေမက်ခရိုနီပကံကိုယူပြီးအိုးရင်းပြန်ထည့်လိုက်ပါတယ်ကလေးနှစ်ယောက်လုံးကဝဲနေပြီးအိမ်ပြန်ရောက်လာကြပါတယ်ညနေကနေညဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ခလီးနှစ်ယောက်ကအခုထိမက်ခရိုနီကိုပဲစားချင်ကြပါတယ် ဒါကြောင့်ဒီနေ့ကလေးနှစ်ယောက်လုံးကထမင်းတောင်မစားကြပါဘူး။ကလေးတို့ရဲ့နင်တို့နှစ်ယောက်ဘာလို့ထမင်းမစားကြရလဲ။ငါဒီနေ့နင်တို့ကြိုက်တဲ့အာလူဟင်းကိုချက်ထားတယ်လေ။သမီးတို့ကချပါတီနဲ့ဟင်းကိုလုံးဝမစားချင်ဘူး။အမေသမီးတို့မက်ခရိုနီလှုပ်ပေးပါလားရင်သမီးတို့မက်ခရိုနီစားချင်လို့တကယ်လို့တအားတို့စားရမယ်ဆိုရင်မက်ခရိုနီပဲစားမယ်မဟုတ်ရင်ဘာမှမစားဘူးဒါပေမဲ့ကလေးတို့ရဲ့မက်ခရိုနီကိုကြုံနှုတ်နဲ့လှုပ်ထားတာပြီးတော့ ကြုံနှုတ်နဲ့လှုပ်တဲ့စားစရာတွေကကလေးတွေအတွက်လုံးဝမကောင်းပိုက်ထဲမှာပိုးကောင်နေဝင်လာတက်တယ်အသိလားပိုးပဲဝင်ဝင်ပါပဲဝင်ဝင်ကြိုမဆိုင်ပါဘူးတမီတော်ကတော့မက်ခရိုနီပဲစားကြတာအမေသိလားညနေတုန်းကကလေးတွေအားလုံးကမက်ခရိုနီဝယ်စားကြတာဒါပေမဲ့တမီတို့စီမှာပတ်စံမရှိလို့မက်ခရိုနီမစားနိုင်တာတမီတို့ကမက်ခရိုနီပဲစားကြတာအမေရဲ့ကလေးနှစ်ယောက်ကအစားမစားဘဲအိတ်သွားကြပါလေဒီလိုနဲ့တင်ကြီးကရဲဝင်းနေသွားခဲ့ပါလေ ဟင်းသီးခင်းကမရောက်ရတဲ့အတွက်ကြောင့်တင်ကြီးရဲ့အိမ်မှာပတ်စံလုံးဝမရှိပါဘူးအိမ်ကရှေးခါတွေကိုလည်းအကျွေးနယ်ပဲဝေရပါတယ်ပြီးတော့ရက်ွက်ထဲမှာနေတိုင်းမက်ခရိုနီရောင်းနေသူကလာနေပါတယ်ကလေးတွေအားလုံးကမက်ခရိုနီစားတာကိုကြည့်ပြီးကလေးနှစ်ယောက်လုံးကလည်းအရန်စားကြင်ကြပါတယ်တင်ကြီးရဲ့ကလေးနှစ်ယောက်လုံးပတ်မှလဲနေခင်းဘက်တရားအိမ်ကိုမလာသေးဘူးအပြစ်မှာတစ်ချက်သွားကြည့်ပါဦးချက်နှင်းမှလည်းမရှိဘူးကျမခုနကတော့အိုးယူဖို့သွားတော့မတွေ့ဘူးအနီးနားသွားလိုက်တယ်ထင်တယ်ကျမအခုသွားကြည့်ပြီးတော့လာခဲ့မယ် တိန်ကြီးကအနီးနားမှာသူကလေးနှစ်ယောက်လုံးကိုလိုက်ရှာပါတယ်။ပြီးတော့လိုက်ရှာရင်းနဲ့သူကအိမ်နဲ့ခဝီးဝီးလေးကိုရောက်လာပါတယ်။ပြီးတော့အပင်တပင်နားမှာတိန်ကြီးရဲ့ကလေးနှစ်ယောက်ကထိုင်နေကြပါတယ်။ပြီးတော့ဘူးတဘူးတွေကနေတခုခုကိုထုတ်စားနေတာကိုတွေ့လိုက်ပါတယ်။တကူကြည့်ပြီးတင်ကြီးကသူ့အနောက်ကိုချက်ချင်းမိတ်သွားလိုက်ပါရယ်။ရတီနဲ့ကောင်းမြတ်နင်တို့နှစ်ယောက်ဒါပါရီစားနေရလဲ။နင်တို့တအားဘယ်ကနေတွေ့တာလဲ။အမေဒါမက်ခရိုနီလေ။အမေကသမီးတို့မက်ခရိုနီမလုပ်သေးဘူးလေ အဲ့ဒါကြောင့်သမီးတို့ကဒီထက်ကနေစားနေတာတစုံတယောက်ကမက်ခရိုနီကိုနည်းနည်းလေးစားပြီးတော့ဘူးဒီနားမှာထားခဲ့တာအဲ့ဒါသမီးတို့ကတွေ့လို့စားချင်လို့စားနေကြတာပါအမေရေအမေရောစားမလားဒါစားရတာရရင်ရတာရှိတယ်ကလေးနှစ်ယောက်လုံးကိုကြည့်ပြီးတော့တင်ကြီးကမျက်ရည်ဝဲလာခဲ့ပါတယ်ပြီးတော့သူကကလေးတွေကိုအင်ကိုခေါ်လာခဲ့ပါတယ်တင်ကြီးက "तू ဘာမဆိုလှုပ်ပြီးသူကလေးတွေအတွက်မက်ခရိုနီလှုပ်ပေးမယ်"ဆိုပြီးစိတ်ထဲမှာဆုံးဖြတ်လိုက်ပါတယ် ဒါပေမဲ့တင်ကီစီမှာမက်ခရိုနီယူလာဖို့အတွက်ပတ်စံလုံးဝမရှိပါဘူး။တင်ကီကခြံထင်းမှာဝစ်တွေလှမ်းနေပါတယ်။အဲဒီချိန်မှာသူကသူ့အိန္ဒိနာချင်းကအိမ်ကိုတွေးသွားပါတော့တယ်။တင်ကီရဲ့အိန္ဒိနာချင်းကအိမ်မှာဆက်နဲ့အိမ်လောက်ခေါက်ဆွဲတွေလုပ်ပြီးခြံထင်းမှာခြောက်ခံနေပါတယ်။ဒါရီကိုတွေ့ပြီးခေါက်ဆွဲခြောက်တွေနဲ့မက်ခရိုနီတွေပါတွေကိုဂျုံနုနဲ့ပဲလှုပ်ကြတာလေ။တကယ်လို့ငါးအိမ်မှာဂျုံနုအစားဂျုံအကျန်းနဲ့မက်ခရိုနီကိုလှုပ်ရင်နှစ်ရက်အတွင်းမှာမက်ခရိုနီက၆သွားလိမ့်မယ်။ ပြီးရင်ငါငါကလေးတွေကိုမက်ခရိုနီလောက်ကျွေးလို့ရမယ်။ပတ်ဆက်မကုန်မဲငါကလေးတွေကမက်ခရိုနီကိုအေးဆေးစားလို့ရလိမ့်မယ်။တင်ကြီးကအင်ကိုမြင်မြန်လေးလာလိုက်ပါတယ်။ပြီးတော့မက်ခရိုနီအတွက်ဂျုံချန်းကိုထုံနေပါတယ်။အဲ့ဒီချိန်မှာတင်ကြီးကဂျုံချန်းနေနေလေးပဲကျန်တော့တာကိုတွေ့သွားပါတော့တယ်။ငါဘာလုပ်ရမလဲ။တကယ်လို့ငါဒီဂျုံအကျန်းနေနေလေးနဲ့မက်ခရိုနီယိုလှုပ်လိုက်ရင်အိမ်မှာချပါတီအတွက်ကျုံကနေသွားလိမ့်မယ်။ဒီဂျုံမုံထဲမှာတစ်ခုမဟုတ်တစ်ခုတော့ရောရမယ်။ဒါပေမဲ့ဘာရောရင်ကောင်းမလဲ။ တင်ကြီးကခဏလောက်တွေးပါတယ်ပြီးတော့ဟိုဟိုဒီဒီလှဲ့ကြည့်နေပါတယ်ဒီချိန်မှာတင်ကြီးကအင်းရဲ့တောင်းမှထားထားတဲ့ဟင်းသင်းဟင်းရွက်တချို့ကိုတွေးသွားပါတော့တယ်အဲဒီကဟင်းသင်းဟင်းရွက်အနေငယ်ကပုံနေပါပြီပြီးတော့တချို့ကတော့ကောင်းနေပါတယ်ဟင်းသင်းဟင်းရွက်တွေကိုကြည့်ပြီးတင်ကြီးရဲ့ကောင်းနေမှာအကျဉ်တစ်ခုရောက်လာခဲ့ပါတယ်ပြီးတော့သူကအဲ့ဒီဟင်းသင်းဟင်းရွက်တွေကိုတည်တည်ချာချာလှီးဖြတ်ပြီးကျိတ်စုံပေါ်မှာကြည့်ခါဂျုံထဲမှာရောပြီးနေလိုက်ပါတယ်ပြီးတော့အခုမက်ခရိုနီကိုပုံဖော်ပြီးတော့သူ့လက်နဲ့ဂျော်ဒီကိုချောင်းထားလိုက်ပါတယ် နေ့ရက်နေပြီးတော့ဟင်းသီးဟင်းရွက်တွေနဲ့လှုပ်ထားတဲ့မက်ခရိုနီကိုတင်ကြီးကအိမ်မှာလှုပ်လိုက်ပါတယ်။ဒါကိုအားလုံးကလည်းရန်ကိုကြိုက်ကြပါတယ်။အမေရေအမေလှုပ်ထားတဲ့ဒီမက်ခရိုနီကလေကိုနဲ့မက်ခရိုနီထက်တောင် ပိုပြီးတော့စားကောင်းသေးရဲ့။အယောင်ကလေးစုံနေနော်။အစင်းရောင်အနီရောင်နဲ့အဝါရောင်မက်ခရိုနီအယောင်စုံပဲ။တောက်လိုလည်းနဲ့မှာမက်ခရိုနီယူလာတဲ့ဦးလေးစီမာတောင်ဒီလိုမက်ခရိုနီရှိမှာမဟုတ်ဘူး။မင်းကဘောကပါပထမဆုံးအချိန်ဒီလိုအန်ဩစရာကောင်းတဲ့အရာကိုလုပ်ခဲ့တာပဲ။ စားရတာတော်တော်ကောင်းတာပဲမြမပြောမယ်ရောင်မဟင်းသီးရွက်တွေနဲ့မက်ခရိုနီတွေအများကြီးကိုထက်လို့ပြီးရင်ရောင်အခုခေတ်ကလေးတွေကလေဒီလိုအရသာရှိတဲ့အစာတွေစားရတာအရန်ကြိုက်တာဒါပေမဲ့နေ့တန်အပြင်စားတွေကိုစားလို့မရဘူးလေဒါပေမဲ့ရောင်မလုပ်တဲ့ဟင်းသီးရွက်မက်ခရိုနီကိုစားရင်တို့ကပါထိခိုက်နေတာမိုးမှ ဖြစ်မှာမဟုတ်ဘူးပြီးတော့လူတွေကလည်းအဲ့ဒါတော်တော်ကြိုက်လိမ့်မယ်မြန်နူရဲ့အကြံကိုတင်ကြီးကအရန်ကြိုက်သွားပါတော့တယ်။အဲဒီနောက်အခုတင်ကြီးကသူ့ရောင်ကြားရဲ့ဟင်းသီးရဲ့ရောင်းတဲ့လှဲပေါ်မှာ သူလုတ်တဲ့ဟင်းသင်းယူအမက်ခရိုနီကိုစတင်ရောင်းချပါတယ်။အစပိုင်းမှာလူတော်တော်များများကိုနမူနာအဖြစ်နဲ့သူ့ရဲ့ဟင်းသင်းယူအမက်ခရိုနီအခမဲ့ကြွေးပါတယ်။ဒါကိုလူတွေကတော်တော်ကြိုက်ကြပါတယ်။ဒီထက်ကျမ်းပါပြီးရမ်းရသာရှိတဲ့အပြင်းစားကိုကျွန်တော်တကားမှမစားဘူးသေးဘူး။ကျွန်တော်တို့အိမ်မှာလည်းနေတိုင်းနေပါမက်ခရိုနီလုတ်စားပြတယ်။ဒါမဲ့ဒီလိုမက်ခရိုနီကိုတကားမှမလုပ်ဘူး။ခင်ဗျာကျွန်တော်အတွက်လေးဝဲလောက်ထုတ်ပေးပါ။ ဟင်းသီးဟင်းရွက်မက်ကရိုနီဖြစ်တဲ့အတွက်ကြောင့်အခုတဖြည်းဖြည်းနဲ့တင်ကြီးစီမဝေသူရီတူးလာခဲ့ပါတယ်။ကျမသားလေးနေတိုင်းမက်ကရိုနီစားဖို့အတင်းကျပ်ပြောတယ်။ဒါပေမဲ့အမသိရမလားမက်ကရိုနီတွေကကြုံအနှုတွေနဲ့လှုပ်ထားတာပြီးတော့ကြုံအနှုကိုကလေးတွေကိုနေတိုင်းကျွေးလို့လည်းမရအောင်လေ။ဒါပေမဲ့အမရဲ့ဟင်းသီးဟင်းရွက်မက်ကရိုနီကိုစားပြီးတရကျမကလေးကိုနေ့တိုင်းဒါပဲကျွေးချင်တယ်။အရသာကောင်းတာနဲ့တူတူကျမကြီးနဲ့လည်းညီညွတ်တယ်လေ။ဟုတ်တယ်။ကျမအပြင်းအဆားစာတွေအရန်ကြိုက်တာ ါပေမဲ့လေကိုဝင်ရှိပါပြီဆိုရယ်ဆီယံဝမ်ကျမအပြင်စာမစားဖို့တင်းတင်းကြပ်ကြပ်တားမြစ်ထားတာကျမမက်ခရိုနီလိုအရာမျိုးကျမရင်နဲ့ညီညွတ်အောင်လှုပ်ထားမယ်ဆိုပြီးတော့တောင်စိတ်မကူးခဲ့ဘူးကျမအရန်ကြိုက်တာပဲသိလားဒီလိုနဲ့နေရတွေကုန်ဆုံးလာတာနဲ့အမျှတင်းကြီးရဲ့ဝဲသူတွေလည်းတူးတူးလာခဲ့ပါတယ်ပြီးတော့အခုတော့လူတော်တော်များများကတင်းကြီးစီမှာဟင်းသီးဟင်းရွက်မက်ခရိုနီအချောက်တွေကိုလည်းအော်ဒါပေးကြပါတယ်အခုတော့သူတို့အချင်းတွေကလေကောင်းမွန်လာခဲ့ပါတယ်။နောက်ကြတာတော့မှန်တယ် ဒါပေမဲ့တဆုံတယောက်ကအဆုံးကောင်းရင်အကုန်ကောင်းတယ်ဆိုပြီးပြောတာတကယ်မှန်တယ်။အလုံးစင်ပြေနေပြီ။အမြဲတမ်းပုတ်သွားမှကြောက်နေရတဲ့ဟင်းသီးရွက်တွေကအခုငါတို့အတွက်အရှမ်းကိုအတုံးဝင်နေတယ်။ဖျားသခင်ဒီလိုပဲဖျားရဲ့ကောင်းချီးတွေကိုသမီးတို့အပေါ်မှာချီးမြှင့်ပေးပါစေ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။